ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကတော့ကျွန်တော်ကီး၃လုံးနဲ့ကျွန်တော်ပရိတ်ဒီနဲ့တခါလေးချုပ်ပြပြတော့မယ်ပေါ့နော်ဒီ၃ခွန်ကိုကီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ၃ခွန်ကိုအထီးကီမှာဆိုရင်တူချပြတော့တာက၈၆၃၈၄၃ပေါ့နော်၈၄၃ဆိုတဲ့အတွက်၃ခွန်ကိုထဲကအထီးကီ၃လုံးအပိတ်ဖြစ်ပါတယ် 3ခု9ထဲက3အပိတ်143ပေါ့နော်တပန်းကျွန်တော်ဒီ3ခု9ပဲထပ်ဖြစ်မယ်ပေါ့နော်3ခု9ကီမှာဆိုရင်143ပြီးတော့နောက်ထပ်တစ်ပြင်မှာ663ဖြစ်ပါတယ်663ဆိုတဲ့အတွက်မထီကီ3ဒီအပိတ်ပဲဖြစ်ပါတယ်ပေါ့နော်โอเคနောက်ထပ်တစ်ပြင်လည်း3ခု9ကီပဲထပ်ဖြစ်ပါတယ်ပေါ့နော် ထပ်ပြီးလေ့လာကြည့်အောင်3ခု9ကီမှာ663ပြီးတော့နှစ်3ည6ဆိုတဲ့အတွက်ဒီမှာ 6D အပိဖြစ်ပါတယ်ပေါ့နော် Okay နောက်ထပ်309ကီမှာနစ်တော်ညာကိုပြီးတော့909ဖြစ်ပါတယ်909ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့309ထဲကအထီးကြီးခုနှစ်ကထိစီနဲ့အလဲမှာကိုကအပိမှာဖြစ်ပါတယ်909ဖြစ်တယ်ပေါ့နော် Okay 309ဖြစ်ပါတယ်နောက်ထပ်တစ်ပြန်ပါလေ309ပဲပေါ့နော် ခွန်ခွန်ကိုပြီးတော့ခွန်၃ည၃ညဖြစ်ပါတယ်ခင်ဗျာခွန်ခွန်ကိုပြီးတော့ခွန်၃ည၃ညဆိုတဲ့အတွက်အထီးကြီးခုနှစ်တလုံးထိရှိဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပြင်ဆက်ပြီးလေ့လာကြည့်အောင်နောက်ထပ်တစ်ပြင်မှာလည်း၃ခွန်၉ပဲဖြစ်ပါတယ်ခင်ဗျာโอเค၃ခွန်ခွန်ခွန်ဖြစ်မယ်ပေါ့နော်၃ခွန်ခွန်ဆိုတဲ့အဲ့ဒီမှာတော့အထီးကြီး၃ရခွန်ရဖြစ်ပါတယ်အပြီးပေါ့နော် โอเคနောက်ထပ်တစ်ပြင်3 9 key ဖြစ်ပါတယ်3 9 9ပြီးတော့နောက်ထပ်တစ်ပြင်မှာ6 9 4ဖြစ်ပါတယ်ဒါကြောင့်မို့အထီကီး3လုံးထဲက9ဒီလုံးအလေဖြစ်ပါတယ်ဗောနော်6 9 4 Okay နောက်ထပ်တစ်ပြင်ဆက်ပြီးဒီလာကြည့်အောင်3 9 key ဖြစ်ပါတယ်6 9 4ပြီးတော့5 6 3ဖြစ်ပါတယ်ခင်ဗျာ6 9 4ပြီးတော့5 6 3ဆိုတဲ့အထီကီး3ဒီလုံးအပိတ်ဖြစ်ပါတယ် โอเคကျွန်တော်ဆက်ပြီးလေ့လာကြအောင်ပါเนาะ309 key ဖြစ်ပါတယ်963ပြီးတော့68ဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီ309ထဲက9ဒီအပိတ်ဖြစ်ပါတယ်ခင်ဗျာလွယ်လွယ်လေးပါเนาะနောက်ထပ်309 key ပဲဖြစ်ပါတယ်68ပြီးတော့109ဖြစ်ပါတယ်109ဆိုတဲ့အတွက်အဲ့ဒီမှာအထီးကြီး9တလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာ ။ Okay ဆက်ပြီးလေ့လာကြအောင်3 9 GB ပေါ့နော်။နင်းနစ်ခွန်ပြီးတော့3ရှစ်ရှစ်ဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီ3 9ထဲက3ဒီထိပ်စီဖြစ်ပါတယ်။3ရှစ်ရှစ်ပေါ့နော်။3 9 GB ဖြစ်ပါတယ်။3ရှစ်ရှစ်ပြီးတော့နောက်ထပ်တစ်ပြင်မှာ3 3ည9ဆိုတဲ့အတွက်အဲ့ဒီမှာ3 9 9ပေါ့နော်။ထိနေအပိမာဖြစ်ပါတယ်။တည်ရင်လွယ်လွယ်လေးပါနော်3 9 GB ထည့်ယူมาဖြစ်ပါတယ် 3399ကိုပြီးတော့သူချပေးတော့တာ35နှစ်ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မအထီးကြီး3ဒီထိစီဖြစ်ပါတယ်โอเค309ကိပဲထပ်ဖြစ်ပါတယ်35နှစ်ပြီးတော့39နှစ်ဗောနော်ဒါ17ကြိမ်ကဟာဖြစ်ပါတယ်3ဒီထိစီကိုအလေဆိုပြီးတော့ကီနှလုံးစလုံးဗောနော်ဒါကြောင့်မို့ကျွန်တော်ဒီ17ကြိမ်မှာဆိုရင်လည်းအထီးကြီးအနေနဲ့309ကိဖြစ်ပါတယ်ခင်ဗျာ မခဲတီတုံးခွန်ကိုပုံတေကီးဒီရှင်းလေးတုံးရှေဆောင်တုံးနစ်တုံညာကိုခွန်ခွန်ကိုခုနှစ်ရာတုံးခွန်ခွန်ရှစ်ကိုလေ96တုံးရှောက်ရှစ်ခွန်နစ်နစ်ခွန်တုံးရှေရှစ်တုံးတုံညာကို3နှစ်39နှစ်ဆိုပြီးတော့ဒီလိုလေးတောက်ချောက်ဖြစ်ပါတယ်ဗောနော်ဒါဒါကြောင့်မို့ကျွန်တော်ဒီ7နှစ်ကြိမ်မှာလေတုံးခွန်ကိုကီးပဲဖြစ်မယ်ဗောနော်ဟုတ်ကဲ့ဆက်ပြီးတော့သွားခင်မယ်ဆိုရင်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ဒီမှာကီးတွေနဲ့ချုပ်ထားတာလေးက စုံတွေဖြစ်နေတယ်ပေါ့နော်စုံကနန်းတွေဖြစ်နေပါတယ်ဒါကြောင့်မို့ဒီကျွန်တော်တို့မိတ်ဆွေများချင်းချိန်လို့ရအောင်ပေါ့နော်ဒီမှာ3ခွန်6ကီအပါဆိုရင် short rate 3 6ခွန်တစ်ခုပဲကြံမယ်ပေါ့နော်အဲ့ဒီ3 6ခွန်ဒီကျွန်တော်တို့နှလုံးပေါင်းချင်းပရိတ်တွေနဲ့တော့မညီဘူးပေါ့နော်ဒီ168နဲ့159ချင်းနဲ့အဲ့ဒါလေးတော့မညီဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ အဲနိတိတုံညာကတော့3ခွန်6ကီလွတ်သွားတယ်ပေါ့နော်ဒါကြောင့်မို့3ခွန်6အထီကီကိုလည်းကျွန်တော်တို့ချိန်နေတဲ့အတွက်ဒီကီနဲ့ထပ်တွဲမှာဖြစ်ပါတယ်ဒီမာစတာကီပေါ့နော်ကိုရှောင်းနစ်ကနေစာပြီးပြပေးထားတာဖြစ်ပါတယ်အပင်ချေကီဖြစ်ပါတယ်ပေါ့နော်903 0896563689 03တုံညာကို39နဲ့39နဲ့ဒီမှာတော့ကျွန်တော်တို့ပင်ပေါင်း60နဲ့9ချိန်အထိဆိုရင်တော့ ဆက်ပြီး OK မယ်ဆိုရင်ပေါ့နော်၃ညနေလေးဖြစ်ပါတယ်နောက်ထပ်တစ်ခုကလည်း6 9 3 5 9 3 5 3ညလေးရနေကျွန်တော်စအဲတပင်ရှင်တွန်နီနဲ့တကွာကျွန်တော်မိတ်ဆွေများကိုတင်ပြထားပြီဖြစ်ပါတယ်ပေါ့နော်မကြည်ရသေးဘူးဆိုရင်ကျွန်တော်မစတာကြီးတွေ့တယ်နီးဆိုပြီးတော့တင်ပြထားတာလေးရှိတယ်အဲ့ဒီ PDF ဖိုင်မှာငါမိတ်ဆွေများလေ့လာနိုင်တယ်ပေါ့နော်3008965368993 6809338333ညကို3996နဲ့3998933ညကို မှာလဲသူဒီ၃ညနေလေးဆိုပြီးဖြစ်ပါတယ်ဗောနော်နေမတူပြင်မဲ့ကျွန်တော်၃ညနေလေးရတာချင်းတူတယ်စတော့ဒီစုံနဲ့မာနဲ့တွဲမှာဖြစ်တယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာ၃ညနေလေးရ39ရဒီစတော့စုံရမာရဖြစ်ပါတယ်ဗောနော်ဒီမှာ၃ညတင်းနေကြတော့ကျွန်တော်ဒီ39ကိုကြီးလွတ်သွားတယ်ဗောနော်ဒီမှာဆိုရင်လဲစုံဒီဘက်ကမှာ ဒီဘက်ကဆုံဒီဘက်ကမှအတုံးကနေပေါ့နော်ဒါကြောင့်မို့အတုံးနေအတွက်ဒီဘက်ကဆုံဒီဘက်ကမှဒီဘက်ကဆုံဒီဘက်ကမှပေါ့နော်ဆုံကနိုင်ရင်မကနိုင်ရင်အတုံးရှိရှိကနေစာပြီးပြပြထားတယ်ပေါ့နော်ဒီတပတ်၁၂ချိန်မှာတော့တုံများနေလေးရ309ရဖြစ်ပါတယ်မစတာကီးပေါ့နော်ပြီးခဲ့တဲ့တပတ်မှာနေလေး6ရတယ်ဒီတပတ်မှာတုံများနေလေးရတယ်ပေါ့နော်ဒီဘက်မှာတုံများနေလေးနှစ်ခုဖြစ်ပါတယ်909က ကျွန်တော်မှာပေါ့နော်ငါခုန်ကူအောင်မှာလေတော့မဟုတ်အပိတ်ပေါ့နော်ဒီမှာတော့သုံးခုန်ကူနဲ့ပဲတွဲလိုက်တော့မယ်ပေါ့နော်ငါခုန်ကူနဲ့တွဲလို့ရတယ်လို့ဒီသုံးခုန်ကူပုံဒီကိနဲ့ပဲကျွန်တော်တွဲပြပေးသွားမယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်မိတ်ဆွေများချိန်နေတဲ့တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ကျွန်တော်ဒီဟာလေးဒီကျွန်တော်ရွေးချယ်လိုက်တဲ့ဒီတုံများ၄၆တုံးဆိုတာလေးကတော့စုံ၃လုံးစလုံးဖြစ်နေတဲ့အတွက်ကြောင့်မို့ ျွန်တော်မိတ်ဆွေများချင်းချင်းရအောင်လို့ကျွန်တော်တို့ဒီမှာ309နဲ့ပုံတိကီနဲ့ကျွန်တော်ပြန်ပြပေးရှင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာအတွေ့အနည်းနဲ့3ည3ရ3ည9ရ3ည9ရဆိုပြီးဖြစ်မယ်3ည9ပြန်နေ3နေ9နေ9ပေါ့နော်နေ3ရနေ9ရနေ9ရပြန်တော့ကျွန်တော်4 3 4 9 4 9ဆိုပြီးတော့ဒီအတွဲလေးတွေရမှာပေါ့နော်ဒါလေးကိုချိန်နေတဲ့မိုက်ဆွေတွေအတွက်ရည်ရွယ်ရှင်းဖြစ်ပါတယ် ။ဟုတ်ကဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေများညံကွန်ပြီးတော့မိမိပါတာသုံးလို့ရတယ်လို့ကျွန်တော်ကဒီမှာညံမိသေးတယ်လို့ပြန်ပေးသွားမယ်ပါနော်။ဒါလေးကတော့ကျွန်တော်သုံးလုံးပေါင်းချင်းပြိတ္တိ9 3 2 3 4 6ကိုပဲသုံးသွားမယ်ပေါ့နော်အဲဒီမှာတော့ပုံသူပြိတ္တိကနေရနေရဖြစ်ပါတယ်နင်းနဲ့၄နဲ့ကိုမှကျွန်တော်အဒီမှာအကုန်ပြပေးသွားမယ်ပေါ့နော်နင်းလေးပြိတ္တိပုံသူလာဖြစ်ပါတယ်ခင်ဗျာစုံပြိတ္တိပေါ့နော်ဆိုတော့အဲဒီဟာကိုပေတန်နဲ့ပေါ့နော်နတ်တန်အထီးပေတန်လဲဆက်ပြီးတော့ okay သွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာ ဒီခရက်တပတ်မှာပေတံကိုကီကိုနှလုံးပေါင်းရှင်ပရိတ်တွေအကုန်လုံး OK တယ်ပေါ့နော်ဒီတပတ်မှာလည်းကျွန်တော်ပေတံကပြီးခရက်တပတ်လိုမျိုးပဲအတူတူပဲပေါ့နော်နေလင်း9ခွန်8ရ9တုံမြ13600ရနဲ့တန်းတိပေတံဖြစ်ပါတယ် OK အဲ့ဒီဟာကိုကျွန်တော်နှလုံးပေါင်းရှင်ပရိတ်နဲ့ထပ်မံဖြတ်ထုတ်တာဖြစ်ပါတယ်ပေါ့နော်နှလုံးပေါင်းရှင်ပရိတ်ဒီလည်းပြီးခရက်တပတ်မှာ အကုံလုံး okay တယ်ပေါ့နော်ပြီးခရက်တပတ်မှာကျင်တော့အကုံလုံး okay တယ်တင်ကွယ်ရွေးတာလွဲတယ်ပေါ့နော်ငါးကိုးနေဆိုပြီးရွေးသွားတယ်ပေါ့နော်၃ခုနေဖြစ်ပါတယ် okay ဒီတပတ်မှာနေ့လေး၈ခုပုံတွေနှလုံးပေါင်းရှင်ပြည့်ဖြစ်ရမယ်ပေါ့နော်၃ညတင်၅၈၅၃၈ညပြီးရင်၃လုံးတော့ဒီနှလုံးပေါင်းရှင်အတန်း၁ချောင်း၅ရက်၁ချောင်း၈ရက်ပေါ့နော်ဆိုတော့အဲဒီမှာကျွန်တော်ပြည့် အဲဒီပရိတ်က5မျိုးပါနော်နေလေ5မျိုးနှလုံးပေါင်းခြင်းပရိတ်5မျိုးဖြစ်ပါတယ်ပြီးခရစ်တပတ်မှာတော့6မျိုးပဲပြပြီးသွားတယ်ပေါ့နော်ဒီတပတ်မှာ9383များဆိုတော့လေးထပ်ပေါ်လာတာဖြစ်ပါတယ်ပင်ကြမှုပေါ့နော်ပင်ကြနှလုံးပေါင်းခြင်းပရိတ်5မျိုးဖြစ်ပါတယ်โอเคဒီအပေါ်ဟာကတော့နတ်တန်အထိပေတံပေါ့နော်ဒါကသုံးလုံးပေါင်းရှင်းပရိဖြစ်ပါတယ်နင်းနဲ့လေးနဲ့ပရိပို့ပြီးအာတာတယ်ပေါ့နော်စုံပရိဖြစ်ပါတယ် โอเคဒါလေးကိုကျွန်တော်ထပ်ချုပ်တာပေါ့နော်ဒီနှလုံးပေါင်းရှင်အတန်ဒီပေးတန်ဒီနဲ့ကျွန်တော်ဖျက်ထုတ်တာမှာဆိုရင်ကိုပရိမရှိဘူးပေါ့နော်ကျွန်တော်တခုရှင်းပြပေးနေဗီဒီယိုခြေသွားမှာဆိုလို့ပေါ့နော်ကိုပရိမှာမရှိဘူးတုံမြပရိမှာဆိုရင်တင်းနစ်ခွန်ရှိတယ်ခင်ဗျာတင်းနစ်ခွန်ရဲ့ကိုနစ်ကိုရဲ့ဆိုပြီးရှိတယ်ပေါ့နော်ကိုတုံမြပြီးတော့နစ်ပရိကိုဆက်ကြည့်အောင် ကျေတော့နိပရိမာဆိုရင်9 3ညခွန်နိပရိပြီးရင်ခွန်နိ3နိပရိ3 4ခွန်နိပရိ9 4 9နိပရိဖြစ်ပါတယ်နိပရိမာနည်းနည်း4ခွန်ရှိတယ်ဗောနော်4ခွန်ရှိတယ်ဒီ3ပရိကိုဆက်ပြီးကြည့်အောင်3ပရိမာဆိုရင်တော့မရှိဘူးဗောနော်3ပရိမာအကုန်လုံးပယ်လိုက်တာ ဖြစ်တယ်ပြီးရင်4ပရိဆက်ကြည့်အောင်โอเคကျွန်တော်၄ပြိမ်ပါဆိုရင်၅၃၉၃လုံးပေါင်းရှင်၄ပြိမ်၅၃၉ တကွယ်ကောင်းရှိတယ်ဗောနော်ပြီးရင်9နှစ်3လေးပြိနောက်ထပ်6ပြိမှာဆိုလို့ရှိရင်အဲ3နှစ်3ဆိုပြီးတော့ဒီတကွယ်ရှိတယ်ဗောနော်ဒါစုစုပေါင်း9ကွယ်ဗောနော်အဲ့ဒီ9ကွယ်ထဲကိုမှာဗောနော်ကျွန်တော်ဒီ9ကွယ်ဒီနှလုံးပေါင်းရှင်ပြိက3မျိုးနဲ့ဖြတ်ထားတာဖြစ်ပါတယ်ဒီ9ကွယ်ကနိလေးရှိကို3မြတ်3 5ရှိ5 3ရှိ3မြတ်နဲ့ဖြတ်ထားတာဗောနော် ်တစ်ချောင်း9နဲ့တစ်ချောင်း10နဲ့ထပ်ပြီးတော့ဖြတ်မယ်ဆိုရင်ကျွန်တော်3ခွဲပဲကျန်နေပါတော့တစ်ချောင်း9ကိုတစ်ချောင်း10ကိုဖြတ်မယ်ဆိုရင်9နဲ့9ဒါပေါင်းရှင်းအတန်အကုန်လုံးနဲ့ညီတယ်ပါတော့ပြီးရင်နောက်ထပ်တလေးခွန်ဒါလေးကတော့ကျွန်တော်ပေါင်းရှင်းအတန်နဲ့ညီတယ်နောက်ထပ်9နဲ့3 9နဲ့3အပြန်ကြဖြစ်သွားမယ်ပါတော့ဆိုတော့9နဲ့9ရဲ့တလေးခွန်ရဲ့ဒီကျွန်တော်တင်ရမှာပါတော့ပြန်ကြမကြိုက်ဘူးဆိုရင်ပေါ့နော်ဒါလေးကတော့ကျွန်တော် ာဒီတုံးကွယ်ဒီကျွန်တော်အားပေးရမယ်ပေါ့နော်โอเคဒါဆိုရင်ရှင်ကျွန်တော်ဒါလေးရပြီပေါ့နော်ဒီတုံးကွယ်ဒီအပေါ်က168ရဲ့165ရဲ့နှလုံးပေါင်းရှင်းအတန်နဲ့ထပ်ပြီးညှိထားတာဖြစ်ပါတယ်โอเคဒါလေးကတော့ကျွန်တော်ဒီအကုန်လုံး okay မှာဒါလေးပေါ့နော်ဒီကီးကလည်း okay မဲ့နှလုံးပေါင်းရှင်း break ပေးတဲ့ နှလုံးပေါင်းရှင်ပရိဒီနဲ့ညီထားတာဆိုရင်ဒီ၃ခွဲကျန်တယ်ပေါ့နော်ဒီ၃ခွဲဒီပရိအဖြစ်ဆိုရင်တော့9နှစ်9တုံညာပရိဖြစ်ပါတယ်။တင်လေးခွန်နှစ်ပရိဖြစ်ပါတယ်။9နှစ်3ကကျွန်တော်၄ပရိဖြစ်ပါတယ်ပေါ့နော်။တုံညာနှစ်လေးရှုံပရိမှာနှစ်လေးပရိပူအာကတာတယ်ပေါ့နော်။ဆိုတော့တင်လေးခွန်ရ9နှစ်3ရဆိုပြီးရမယ်ပေါ့နော်။ဒါလေးကအာရပြရမှာဖြစ်ပါတယ်။โอเคဒါလေးကတော့အကျိတ်တူတဲ့ဆိုမှယူပေါ့နော်။အကျိတ်တူမှယူပါ။ โอเคမိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေခင်ဗျာ